ားအလုံးမင်္ဂလာပါဒီဗီဒီယိုလေးမှာကြော်ညှောက်ဝေချင်တာလေးကကျွန်တော်တို့ရဲ့ဖုန်းထဲမှာဒါဖြတ်လိုက်တဲ့ဗီဒီယိုတွေကိုဒါအလွယ်ကူဆုံးကျွန်တော်ပြန်ယူတဲ့နည်းလမ်းလေးကိုကျွန်တော်ညှောက်ဝေချင်ပါတယ်โอเคဒီနည်းလမ်းလေးကတော့ကျွန်တော်အရင်ဗီဒီယိုတစ်ခုမှလည်းကျွန်တော်တင်ထားတာရှိတယ်ပေါ့နော်โอเคအဲ့ဒီဗီဒီယိုမှာကျွန်တော်အသုံးပြုထားတဲ့ဒါ application လေးနဲ့အခုကျွန်တော်ညှောက်ဝေမယ့် application လေးနဲ့တော့ဒါကွာခြားမှုတွေရှိတယ်ပေါ့နော်ကျွန်တော်အရင်ဗီဒီယိုတစ်ခုမှကျွန်တော်မျှဝေလိုက်တဲ့ဒါ application လေးရလဲကောင်းပါတယ် ကျွန်တော်အခုဒီမျှဝေမဲ့ဒီ application လေးရလဲကျွန်တော်ရဲ့ဒီဖုန်းထဲမှာဖြတ်လိုက်တဲ့ဗီဒီယိုတွေကိုဒါလုံးလုံးကူကူကျွန်တော်ဒါပြန်ယူတဲ့ app လေးတစ်ခုဖြစ်ပါတယ်။ Okay ဒီကောင်လေးကိုဒါလက်ရှိမှာလဲအသုံးပြုနေတယ်။ဒါအသုံးပြုဘူးတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေလည်းအများကြီးရှိပါတယ်နော်။ဒါအသုံးမပြုဘူးသေးတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ကိုဒါဒီဗီဒီယိုလေးကကျွန်တော်မျှဝေခြင်းဖြစ်ပါတယ်။ Okay အဲ့တော့ဒါပထမဆုံးအနေနဲ့ကျွန်တော်ဒီ Play Store တွေကနေပြီးတော့ အဲ့ဒီ app လေးကိုကျွန်တော်ကဒါ free install မောင်းပြီးတော့ကိုယ့်ရဲ့ဖုန်းထဲမှာထည့်ရမှာဖြစ်ပါတယ်။ Okay အဲ့တော့ကျော်ဒီမှာ pay store ကိုဝင်လိုက်ပါမယ်။ Okay ဒါ pay store ရောက်ပြီဆိုရင်ကျွန်တော်ဒီ search box နေရာမှာကိုဒီအပေါ်မှာကျွန်တော်ဒီမှာပေါ်နေတဲ့အတိုင်းလေးပြောနော်။ VI DO video R E C O sorry C O V E R Y V A D A နော်။ Vida Okay ဒီလိုမျိုးကျွန်တော်ရိုက်ထည့်ကြည့်လိုက်မယ်နော်။ โอเคဒါဆိုရင်ဒီအပေါ်ဆုံးမှာပေါ်နေတဲ့ဒီကောင်လေးဖြစ်ပါတယ်เนาะဒီကောင်လေးကိုဒါဒီအတုံးမပြုတ်ဘူးသေးလို့အတုံးပြုတ်ခြင်းနဲ့ဆိုရင်ဒါကြောက်ရမယ်ဆိုပြီးဒါကိုယ့်ရဲ့ဖုန်းထဲမှာကို install မောင်းပြီးတော့ထည့်လိုက်ပါเนาะဒါကြောင့်တော့ထည့်သွင်းမိတာဖြစ်ပါတယ်โอเคအဲ့တော့ဒါသူ့ကိုဘယ်လိုမျိုးအတုံးပြုတ်မလဲဆိုတာလေးကိုကျွန်တော်နဲ့တူလိုက်ပြီးလေ့လာကြည့်လို့ရပါတယ်ဒါ app တွေကတော့တစ်ခုနဲ့တစ်ခုတော့မတူဘူးပေါ့เนาะကျွန်တော်အရင်ဗီဒီယိုတစ်ခုမှကျွန်တော်မျှဝေလိုက်တဲ့ app လေးကလည်းကောင်းနေပေါ့เนาะအဲ့ဒီ app လေးကလည်း ဒါဖိုတိုရောဗီဒီယိုရောသူဒီကျွန်တော်ပြန်ပြီးယူလို့လွယ်တယ်ပေါ့နော်ကျွန်တော်အခုဒီမျှဝေမဲ့ဒီဗီဒီယိုရဲ့ဒီ app လေးရကြတော့ဒီဗီဒီယို recover ပေါ့နော်ဗီဒီယိုကျွန်တော်ပြန်ယူခဲ့နေတာနေပါဒီဟာလေးကလည်းအရန်လွယ်ကူပါတယ် okay အဲ့တော့ဒါသူ့ထဲကိုကျွန်တော်ဝင်ကြည့်လိုက်မယ် okay ဒါသူ့ထဲရောက်ပြီဆိုရင်ကျွန်တော်ဒီဘက်မှာရှိနေ okay ဆိုတဲ့ account လေးကိုကျွန်တော်နှိပ်ပြလိုက်မယ်နော် okay ဆိုတာနှိပ်ပြီးသွားပြီဆိုရင်ဒီအပေါ်ဆုံးမှာရှိနေတဲ့ကြောင်းဒီမှာ recovery method 1ဆိုတဲ့ကောင်းလေးကိုကျွန်တော်နှိပ်ပြလိုက်မယ်เนาะ okay 1ဆိုတာနှိပ်ပြီးပြီဆိုရင်ဒီဘက်မှာရှိနေတဲ့ကျွန်တော်ဒီမှာ continue ဆိုတဲ့ကောင်းလေးကိုအချက်နှိပ်ပြလိုက်ပါမယ် okay ဒီမှာကျမှကျွန်တော်ကဒီမှာ step ဆိုတဲ့ကောင်းလေးကိုကျွန်တော်နှိပ်ပြလိုက်ပါမယ်เนาะ okay ဒီနေရာမှာကျွန်တော်ကဒီ100%ပြည့်တဲ့ချိန်ထိကျွန်တော်စောင့်ပြရမှာဖြစ်ပါတယ် ။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီဖြတ်လိုက်တဲ့ဗီဒီယိုတွေကို तू ပြန်ပြီးတော့ recover လုပ်အောင်มาဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်။ဖြတ်လိုက်တဲ့ဗီဒီယိုတွေရောနောက်ထပ်တစ်ခုကကျွန်တော်ဒီ तू ကဒီ all video ပေါ့နော်။ video all all video ကို तू ကပြန်ပြီးတော့ recover လုပ်มาဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ဖုန်းထဲကနေဖြတ်ထုတ်လိုက်တဲ့ဗီဒီယိုတွေရောဒီလက်ရှိရှိနေတဲ့ဗီဒီယိုတွေရောကို तू ကဒါ scan ဖတ်ပြီးတော့ပြန်ပြီး recover လုပ်มาဖြစ်ပါတယ်နော်။အဲ့ဒီနေရာမှာဒီကိုဖြတ်လိုက်တဲ့ဗီဒီယိုကဘယ်ဗီဒီယိုလဲဆိုတာတော့ဒါကိုဖုန်းထဲကဖြတ်လိုက်တာဟုတ်တော့ဒါကို သိတယ်ပေါ့နော်โอเคအဲ့တော့ဒီညာလေးမှာကျွန်တော်တို့ကဒီ100%ပြည့်တဲ့ချိန်ဒီကျွန်တော်စောင့်ပေးလိုက်ပါမယ်โอเคဒီ app လေးရလဲဒါအသုံးပြုတဲ့မိတ်ဆွေတွေလည်းအများကြီးရှိပါတယ်နော်သူ့မှာဒါ download လုပ်ထား5 million အောင်ရှိတယ်ပေါ့နော်ဒါအသုံးမပြုဘူးသေးလို့အသုံးပြုခြင်းနဲ့ဆိုရင်လည်း Facebook ထဲကနေပြီးတော့ဒါ free install မောင်းပြီးတော့ဖုန်းထဲမှာထည့်သွင်းပြီးတော့ဒါအသုံးပြုကြည့်ပါနော်โอเคအဲ့ဒီဒီညမှာကျွန်တော်ဒါခဏလောက်စောင့်ကြည့်လိုက်ပါမယ်နော် ီဒီယိုများရင်များသလောက်ကျွန်တော်ကဒါစောင့်ပေးရပါမယ်နော်ဒါဒီနေရာလေးကိုတော့တိခံပြီးတော့စောင့်ပေးဖို့လိုအပ်ပါတယ်โอเคအဲ့တော့ဒီမှာဆိုရင်ကျွန်တော်ပြီးသွားပြီပေါ့เนาะပြီးပြီဆိုရင်ကျွန်တော်ဒီအောက်မှာရှိနေတဲ့ဒါ fitness ဆိုတဲ့ကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်ပြီးလိုက်ရပါရင်เนาะโอเค fitness ဆိုတာနှိပ်ပြီးသွားပြီဆိုရင်ကြောဒီအောက်မှာရှိနေတဲ့ view recover video ဆိုတဲ့ကောင်လေးကိုကျွန်တော်နှိပ်ပေးလိုက်ပါเนาะဒါဆိုရင် recover လုတ်လုတ်ထားတဲ့ video တွေကိုကျွန်တော်ကြည့်လို့ရမှာဖြစ်ပါတယ်အဲ့ဒီတော့သူ့ရဲ့ folder လေးကဘယ်မှာလဲဆိုတော့ all recover video ဆိုတဲ့ကောင်လေးပါเนาะဒီမှာဖြစ်ပါတယ် recover video ပေါ့เนาะဒီကောင်လေးလေးကိုကျွန်တော်ဝင်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်လုတ်ထားတဲ့ video တွေအားလုံးကိုကျွန်တော်ဒီဖြတ်ထားတဲ့ video တွေပေါ့เนาะဒါကိုဘယ်ဗီဒီယိုဖြတ်ထားတယ်ဆိုတာတော့ ဒါမိတ်ဆွေတို့အားလုံးသိပါတယ်နော်ဒါကိုယ့်ရဲ့ဖုန်းထဲမှာဖြတ်ထားလေဆိုရင်တော့ကိုသိရပေါ့နော်โอเคအဲ့တော့ဒီဖိုင်ကိုကျွန်တော်ကဘယ်ထဲကိုသွားကြည့်လို့ရတယ်ဆိုတော့ကျွန်တော်ရဲ့ဒီဖုန်း slow rate ဖိုင်ထဲမှာလည်းဝင်ရောက်ပြီးတော့ကျွန်တော်ကြည့်လို့ရမှာဖြစ်ပါတယ်နော်โอเคအဲ့ဒီတော့ကျွန်တော်ဒီမှာဒါဖိုင်မန်နေဂျာထဲကိုသွားလိုက်ပါမယ်နော်โอเคဖိုင်မန်နေဂျာထဲမှာရောက်ပြီဆိုရင်ကျွန်တော်ဒီမှာဒီဘက်မှာ SD card ပေါ့နော်ဒီဘက်မှာဆိုရင်အားလုံးရှိရပေါ့နော်ဒီမှာဆိုရင်ဒီဖုန်း slow rate ထဲကိုရောက်ပြီဆိုရင်ကျွန်တော်ဒီမှာ all recovered ီဒီယိုဆိုတဲ့ကောင်လေးလေးကိုကျွန်တော်ဝင်လိုက်ပါနော်ဒီမှာ Okay ဒီကောင်လေးလေးကိုကျွန်တော်ဝင်ရောက်ပြီးတော့ကြည့်လိုက်ပါနော်ဒီမှာဆိုရင်ကျွန်တော်ဒါဖြတ်ထားတဲ့ဗီဒီယိုလေးပေါ့နော်ဒီထဲမှာဆိုရင်ဒါအားလုံးကိုယ့်ရဲ့ဒီ show တဲ့ file ထဲမှာသူက folder အဖြစ်နဲ့အားလုံးထည့်သွင်းပြီးပြီဖြစ်ပါတယ်နော်ဒါကြ MP4 တွေပေါ့နော် Okay ဒီထဲမှာဆိုရင်တော့အဲဒီကိုဖြတ်လိုက်တဲ့ဗီဒီယိုကဘယ်ဗီဒီယိုတွေလဲပေါ့နော်ဒါကိုဖြတ်လိုက်တဲ့ဗီဒီယိုတော့ကိုတိမှာပါနော် ါကြောင့်အရင်ဗီဒီယိုတစ်ခုမှာဒီမျှဝေထားတဲ့ဒီ app လေးကလည်းတော်တော်လေးကောင်းပါတယ်အဲ့ဒီ app လေးလည်းကောင်းတယ်အဲဒီအခုဒီမျှဝေတဲ့ဒီ app လေးကလည်းဒါအသုံးပြုမှုတဲ့မိတ်ဆွေတွေတော့တည်မိတာဖြစ်မှာပါနော်ဒါအသုံးမပြုမှုသေးတဲ့ကျောင်းရဲ့မိတ်ဆွေတွေလည်းအသုံးပြုကြည့်ပါနော်ဒါကိုယ့်ရဲ့ဖုန်းထဲမှာကိုဖြတ်လိုက်တဲ့ဗီဒီယိုတွေကိုကျွန်တော်ဒီပြန်ပြီးလိုချင်တယ်ဆိုရင်ပေါ့နော်ဒီ app လေးကိုကျွန်တော်ဒါအသုံးပြုကြည့်ပါโอเคဒီ app ထဲကောင်းတဲ့ ဒီ application တွေကိုဒီအသုံးပြုထားတယ်ဒီလက်ရှိအသုံးပြုနေတယ်ပေါ့နော်ဒီအသုံးဒီပြုပြုဘူးတဲ့ကျောင်းရဲ့မိတ်ဆွေတွေရှိတယ်ဆိုရင်လည်းဒါကျောင်းရဲ့ video ရဲ့ဒီ or comment မှာတစ်ချက်လောက်မျှဝေခဲ့ဖို့လဲကျောင်းတောင်းဆိုချင်ပါတယ် okay ဒီကောင်လေးကိုလည်းဒါတစ်ခါမှအသုံးမပြုဘူးသေးဘူးဆိုတော့အသုံးပြုကြည့်ပါနော်ကျောင်းဒီ recover လုပ်တဲ့ကျောင်းဒီ application တွေကတော့အများကြီးရှိပါတယ် ဒီ episode ထဲမှာလည်းရှိတယ်ကျွန်တော်ဒီ Google ထဲမှာလည်းရိုက်ထည့်ပြီးတော့ကျွန်တော် download လုပ်လို့ရတယ်ပေါ့နော်အမျိုးမျိုးရှိပါတယ်တချို့ကကြတော့လည်းကျွန်တော်ဒီ free ပေးတယ်ပေါ့နော်ဒီ free နဲ့ဘယ်နှခစ်ထီကျွန်တော်ပေါ့နော်ဥပမာသူက gate နဲ့တတ်မှတ်ပြီးတော့ free ပေးပြီးတော့သူ recover လုပ်တဲ့ဒီ application တွေလည်းအများကြီးရှိပါတယ်ဒါပတ်စံပေးပြီးမှ recover လုပ်ရတဲ့ဒီ application တွေလည်းအများကြီးရှိတယ်ပေါ့နော်ကျွန်တော်ကဒီအရင်အရေးကြီးတဲ့ video file မဟုတ်ဘူးဆိုရင်တော့ အဲဒီလိုမျိုးဟိုဒီ free ရတဲ့ဒီ free application လေးတွေနဲ့ကျွန်တော်ပြန်ရှာမယ်ဆိုရင်လည်းအဆင်ပြေပါတယ်နော်ကျွန်တော်အရင်ဗီဒီယိုတစ်ခုမှကျွန်တော်မျှဝေထားတဲ့ app လေးကိုလည်းဒါအသုံးမပြုသေးဘူးဆိုရင်လည်းအဲ့ဒီဗီဒီယိုလေးမှာတွားကြည့်ပြီးတော့အသုံးပြုကြည့်ပါโอเคဒီဗီဒီယိုမှာကျွန်တော်ဒီမျှဝေထားတဲ့ဒီ app လေးကိုလည်းအသုံးပြုကြည့်ပါနော်ဒီကောင်လေးရလည်းဒီသူ့ရဲ့အာသာချက်နဲ့တူပေါ့နော်ကျွန်တော်ဒီဗီဒီယိုပြန်ပြီး recover လုပ်တဲ့အခါမှာလည်းလွယ်ကူတယ်ပေါ့နော်ဘာမှကျွန်တော်အထွေထွေကြီးလုပ်เสียမလို့ စကလေးတစ်ချက်လောက်ကျောင်းဖတ်ထားရုံပဲအော်တိုကျောင်းဟိုကပြန်ပြီးတော့ယူလို့ရမှာဖြစ်ပါတယ်နော်တိုက်တော့ကျွန်တော်ဒီဗီဒီယိုလေးမှာတော့ဒီလောက်ပါပဲအားလုံးလည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဒါကျောင်းရဲ့ဗီဒီယိုလေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ဗီဒီယိုလေးရဲ့အောင်းသားလေးမှာရှိနေတဲ့အနီအောင် subscribe လေးနဲ့ဘေးနားမှာပေါ်လာမဲ့ခေါင်းလောင်းလေးကိုမနှက်ရသေးဘူးဆိုတော့တစ်ချက်စီတော့နှိပ်ထားပေးခဲ့ဖို့ကျွန်တော်တောင်းဆိုပါရစေခင်ဗျာဆက်လက်ပြီးတော့လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုအားပေးကြပါအောင်လို့ကျွန်တော်တောင်းဆိုရင်းနဲ့မိတ်ဆွေတွေအားလုံးကိုတယောက်ချင်းစီကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ် ားလုံးအားလုံးပဲကိုစိတ်နှပြကျမ်းမာကြပါစေခင်ဗျာ